ဇဘစ်မဂမန်ရှာရီပူတာကစ္စတန်ရုရှားမှာမူပြီးအရက်6ဂတိရှိတဲ့ဖယ်တာဝိတ်မှာထူတဲ့ဖိုင်တာတယောက်ပါဇဘစ်ကရုရှားနိုင်ငံရဲ့မိဖရာတာကစ္စတန်မှာမူပါခဲ့ပါတယ်တာကစ္စတန်မှာသူဟာငယ်တည်းကဒီနိုင်ငံအားကစားကိုဆုပ်ခဲ့တဲ့အပြင် သူ့ရဲ့စတိုင်ကအားလုံးနဲ့ကွဲပြားနေရမြင်မှာပါအဲ့ဒါကဘာကြောင့်လဲဆိုရင် သူဟာငယ်တည်းက wrestling အပြင်စန်တာလို့ခေါ်တဲ့ တရုတ်ကပေါ့စင်မှာဆော့ခဲ့တာပါဆန်ဒါဆန်းရှောက်လို့ခေါ်တဲ့တရုတ်မာရှယ်အက်ဘူရှူးနဲ့ပါရောထားပြီးတော့ strike မှာအကောင်းဆုံးမာရှယ်အက်တစ်ခုလို့ပြောထားပါတယ်ဒီလိုနဲ့ပဲဇဘက်ကမာရှယ်ဘောင်းဆောင် trivi နောက်ပိုင်းမှာဘရရှားမှာဘရရှားပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ခဲ့ပါတယ်အဲ့အနီကို UFC ဒိတ်ထားမှုကံ2019မှာ contract ဆိုင်ရခဲ့ပါတယ်ဇဘက်ကလူကြီးအများမုန်းနေကြတယ်ဘရက်ဆလာနဘဲသမားတယောက်ဖြစ်ပါတယ် striker ကောင်းကောင်းတယောက်ဖြစ်ပါတယ် striker ဘလောက်ကောင်းလဲဆိုတာသူ့ရဲ့ fight တွေကြည့်သိနိုင်ပါတယ်။တပတ် fighter တတိမထားမိခင်မှာဘူးကန်ချက်တွေ၊ချောက်ကန်ချက်တွေ360လဲ့ပြီးကန်တာပါ။အဲကန်ချက်တွေ striking ကြီးကြောင့်မသူဟာလူတိများတွေဒါသူ့ရဲ့ထူးခြားတဲ့ style လို့ဖြစ်လာတာပါ။သူပွဲတွေနိုင်ပြီးနောက်သူ့အတွက်ကံမကောင်းခြင်းအဆရပါပဲ။သူ့ကို UFC ကတိုက်တဲ့ပွဲလဲမပေးသလိုပွဲအများကြီးလဲပေးမထိုးပါဘူး။ဘာကြောင့်လဲတော့မသိကြပါနဲ့။ အဲ့ဒါသူ့ရဲ့နားလိုက်ရတဲ့အဓိကအကြောင်းပြချက်ပါပြီးတော့သူနားရတာသူကျန်းမာရေးအချိန်ကြောင်သူ recover မလုပ်နိုင်လို့လည်းပြောထားပါတယ်နောက်ထပ်ထူးဆန်းတာတစ်ခုကငနေရဆရာဝန်ဖြစ်စင်လို့ပါတယ်သူဟာဆရာဝန်ကျောင်းဆက်တက်မှာပါဒါကြောင့်သူဟာအနားယူရတဲ့အကောင်းဆုံး fighter တစ်ယောက်ဖြစ်ခဲ့ပြီးတော့နာမည်ကြီးသမင်းခံခဲ့တာပါ တိုက်တဲ့ shot လည်းမရတဲ့အပြင်အရန်ကောင်းတဲ့ကောင်းတွေလည်းမလုပ်ခဲ့ရပါဘူးသူငန်းသားကြီးဆိုရင်လည်းသူ့ညီကိုအားပေးလို့ရပါသေးတယ် ခုနာမည်ခါဆန်မန်ဂိုမက်ရှာရီပော့ဖ်ဖြစ်ပြီးတော့ Bellator Featherweight Class မှာထိုးနေပြီးတော့ဆယ်ပွဲနိုင်ရှုံးဝဲမရှိတရင်မရှိဆိုရလည်းကိုရတာပါ and defeated Sri Lanka ပါပါ Magomed Sharipov ကျေးဇူးတင်ပါတယ်ဒါမျိုး content ကြီးကြိုက်တယ်ဆိုရင် subscribe နဲ့ follow လုပ်အောင်မမိပါနဲ့